ထိုင်းနိုင်ငံကချနာဘူရီပြည်နယ်မှာနှစ်ရက်အတွင်းထောက်ထားမဲ့မြန်မာနိုင်ငံသား95ဦးထပ်မင်းထိုင်းနိုင်ငံပိုင်တွေရဲ့ဖမ်းဆီးခြင်းခံခဲ့ရကြောင်းထိုင်းနိုင်ငံဘက်ကလာတဲ့သတင်းတွေရသိရပါတယ်။အော်ဒူဘာလာနှစ်ရက်နေဒေသဆန်တော်ချိန်မနက်စောပိုင်းချိန်ကကချနာဘူရီပြည်နယ်စံကလာဘူရီမြို့နယ်အမတ်ရှိကျေးရွာဖះသုံးစုစံကလာဘူရီကားလမ်းပေါ်မှာရှိတဲ့နန်ဂိတ်ဘူးဆစ်စေးရေးဂိတ်မှာအထောက်ထားမဲ့မြန်မာနိုင်ငံသားအမျိုးသမီး73ဦးကိုထိုင်းနိုင်ငံပိုင်တွေကဖမ်းဆီးရမိခဲ့ကြောင်းသိရပါတယ်။ အဲ့လိုပဲအော်တိုဘားလ2ရက်နေ့ဒေသစံတော်ချိန်ည9:00နာရီခွဲအချိန်မှာလဲထိုင်းနိုင်ငံကချနာပူရီပြည်နယ်စိုင်းရွတ်မြို့နယ်မှာရှိတဲ့အမြင့်နဲ့စစ်စေးရေးကိန်းမှာမော်တော်ယာဉ်လေးစီးပေါ်ကနေအထောက်ထားမြန်မာနိုင်ငံသား42ဦးကိုထိုင်းအနာပိုင်တွေကဖမ်းဆီးရမိခဲ့ကြောင်းထိုင်းနိုင်ငံဘက်ကလာတဲ့သတင်းတွေရသိရပါတယ်။အဆိုပါထောက်ထားမြန်မာနိုင်ငံသားတွေကိုစံကလာပူရီမြို့နယ်မှာရှိတဲ့မွန်စေးမှာမော်တော်ယာဉ်လေးစီးနဲ့လာရောက်ခေါ်ဆောင်ခဲ့ပြီးစမုတ်စာကွန်ပြည်နယ်ကိုပို့ဆောင်မှုအတွက်တအူးလျင်ထိုင်းဘက်ငွေ12000ပေးဖို့သဘောတူထားကြောင်းနဲ့ ရင်မောင်း၄ဦးကိုလည်းထိုင်းနာပိုင်တွေကဖမ်းဆီးရမိခဲ့ကြောင်းသိရပါဗျ။ထိုင်းနိုင်ငံကချနာပူရီပြည်နယ်အတွင်းမှာရှိတဲ့ ထိုင်းမြန်မာနယ်စပ်တလျှောက်မှာထိုင်းနိုင်ငံအတွင်တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူတွေကိုစောင့်ကြည့်နေနေမှုတွေမော်ရာတွေချမှတ်ပြီးစစ်စင်ကြီးတွေလုဆောင်နေခြင်းဖြစ်ကြောင်းထိုင်းနိုင်ငံကချနာပူရီပြည်နယ်ရဲတပ်ဖွဲ့မှကပြောဆိုထားကြောင်းထိုင်းသတင်းတွေရဲ့ဖော်ပြချက်အရသိရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းကလည်းထိုင်းမြန်မာနယ်စပ်ဖျားတုံးစုဒေတာကနေထိုင်းနိုင်ငံကချနာဝရီပြည်နယ်အတွင်းတရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့အထောက်ထားမြန်မာနိုင်ငံသား၈၀၀နီးပါးကိုထိုင်းအနာပိုင်းတွေကဖမ်းဆီးရမိခဲ့ကြောင်းထိုင်းနိုင်ငံဘက်ကလာတဲ့သတင်းတွေအရသိရပါတယ်